မေရိကန်ရဲ့ဖြစ်နိုင်ပွဲကျူးကျော်မှုတစ်ခုကိုခုခံကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာဗင်နီဇွဲလားအရက်သားတွေစစ်တပ်နဲ့တူရိုင်ဖယ်တွေကင်ပြီးစီးရေးလေ့ကျင့်နေပါတယ်။ဒါဟာသမရနီကိုလက်မာဒူရိုကနိုင်ငံတော်မှာအရှိန်မြင့်လှုပ်ဆောင်နေတဲ့စီးရေးလေ့ကျင့်မှုတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးအမေရိကန်နဲ့တင်းမာမှုတွေအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေချိန်မှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒီစီးရေးလေ့ကျင့်မှုမှာလူပေါင်းတန်းကျော်ပါဝင်တယ်လို့ဆိုပါတယ်။ စစ်သားတွေအရက်သားတွေနဲ့အစိုးရဝန်ထမ်းတွေပါဝင်ပြီးလက်နက်ကင်တွေနှီးကားနေအတွေးခေါ်ပိုင်းဆိုင်ရာတင်နန်းတွေအထိပေးနေတယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။ဒါပေမဲ့ AFP လိုနိုင်ငံတကာသတင်းဌာနတွေကတော့တကယ်တမ်းမှာလူအနည်းငယ်သာပါဝင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။တမရမာဒူရိုကတော့ American Empire ကတိုက်ခိုက်လာရင်လူသန်းပေါင်းများစွာလက်နက်ဆွဲကင်မှုအသင့်ပြင်ထားကြလို့သူ့ရဲ့ထောက်ခံသူတွေကိုတိုက်တွန်းခဲ့ပါတယ်။ဒီလိုစီရင်ပြမှုတွေဖြစ်လာတဲ့အဓိကအကြောင်းရင်းကတော့ American ကမိုးရီစီဝါတိုက်ဖြတ်ရေးစစ်စင်ရေးအဖြစ် နျူကလ িয়ার စွမ်းရင်သုံးရင်ငုံတင်းမောပါဝင်တဲ့စစ်တင်းမောအုပ်စုကိုကာရီဘီယံပင်လယ်ကိုဆင်လို့ရာကနေစတင်ခဲ့တာပါအမေရိကန်တပ်ဖွဲ့တွေကဗင်နီဇွဲလားကမ်းလွန်မှာမွေးအမှန်ကိုသမားလို့ယူဆရသူတွေကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးနောက်မှာတော့ဗင်နီဇွဲလားကဒါဟာစစ်ကြေညာခြင်းမရှိသောစစ်ပွဲဖြစ်ပြီးသူတို့ရဲ့ရေနံနဲ့တည်ရန်ဇာတာတွေကိုထိ ंछ ုပ်ဖို့ကြိုးစားနေတာလို့ဆွဆွဲခဲ့ပါတယ်ဒါအပြင်အမေရိကန်ကစာပဲစာပဲမရှိတဲ့ဗင်နီဇွဲလားနိုင်ငံသားတွေကိုပြန်လည်ဆင်လွတ်နေတဲ့ရွှေပြောင်းနေထိုင်သူအရေးကိစ္စကလည်း တိမာမှုတွေကိုပုံမှုဆိုးရွားစေခဲ့ပါတယ်။အမေရိကန်ဘက်ကတော့မူရခိုင်တွေကိုဆက်လက်ပြစ်မှတ်ထားသွားမယ်လို့အတည်ပြုထားပြီးအမေရိကန်လွှတ်တော်ကလည်းဗီနီဇွဲလားလှေကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကတရားဥပဒေနဲ့ညီညွတ်မှုရှိမှရှိပြန်လည်စစ်ဆေးမယ်လို့ဆိုပါတယ်။